ဂျပန်မှာလက်ရှိတုတ်တက်ကီနိုနဲ့အလုပ်လုပ်နေပြီးတော့ဂျပန်မှာရှိတဲ့ဒိုင်ဂါကူလို့ခေါ်တဲ့ကျွန်တော်တို့တက်ကတိုတက်ချင်တဲ့သူတွေပေါ့နော်ကောလိပ်တက်ချင်တဲ့လူတွေတက်ကတိုတက်ချင်တဲ့သူတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်တကယ်လို့ကိုကလက်ရှိတုတ်တက်ကီနိုနဲ့လုပ်နေတဲ့ဂျပန်မှာကောလိပ်တက်ချင်တဲ့တက်ကတိုတက်ချင်တယ်ဆိုရင်ဒီဗီဒီယိုကိုကြည့်ပြအောင်ကြည့်သွားပါလို့ကျွန်တော်ပြောပြစေဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်ကတော့ထွန်းမင်းသူဖြစ်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ညှောက်ပေးတော့မယ့်အကြောင်းအရာလေးကတော့ပေါ့နော်ကျွန်တော်ကိုတူတေကီနိုနဲ့အလုပ်လုပ်နေတဲ့မလေးတယောက်ကပေါ့နော်လာမေးထားတဲ့မေးခွန်းကိုကျွန်တော်ညှောက်ပေးတော့မှာဖြစ်ပါတယ်မေးခွန်းကိုအရင်ကျွန်တော်ဖတ်ပြပါမယ်အကိုရဲ့မေးခွန်းပြုပါလက်ရှိတူတေကီနိုနဲ့အလုပ်လုပ်နေပါတယ် language school မသွားပဲဆမ်မွန်ကခုတန်း join ချင်လို့ပါ entry နဲ့လက်ခံပေးတဲ့ဆမ်မွန်ကခုအကြောင်းတွေ သိရင်ပြောပြပေးပါလားတဲ့ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်သူ့ရဲ့မိကုံပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ကျွန်တော်မျှဝေပေးလိုက်မှာဖြစ်ပါတယ်ဆိုတော့ကိုကလက်ရှိဂျပန်မှာတူတကီနိုနဲ့အလုပ်လုပ်နေတယ်အဲဂျပန်မှာရှိတဲ့ college ဒါမှမဟုတ်တက္ကသိုလ်တက်ချင်တယ်ဆိုရင်အကောင်းဆုံးကတော့ကျွန်တော်တို့ဒီနီဟွန်ဂိုကာခိုလို့ခေါ်တဲ့ language school ကိုတက်ပြီးမှ college တက်တာတော့ ကျွန်တော်တက်ကတော့တက်တာတော့ကတော့ကျွန်တော်တို့အကောင်းဆုံးပေါ့နော်တိုးတော်ညာလည်းပဲကိုက JLPT ဂျမိုင်းစာလည်းပဲ JLPT N2 အောင်ထားတယ် N1 အောင်ထားတယ်ဆိုရင်ကျွန်တော်တို့တက်ကတော့တွေ college တွေကိုတန်းပြီးတော့ join လို့ရတဲ့ပုံစံလေးရှိရပေါ့နော်ဒီနေရာမှာအရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်တို့ visa မဟုတ်ပဲနဲ့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကြောင်းရှာရမယ့်ကိစ္စကအဓိကဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဘယ်လိုကြောင်းတွေရှာမလဲကိုကတကယ်လို့ကိုယ့်လက်ထက်မှာ JLPT N2 လောက်ခြင်ထားတယ်ဆိုရင်ကျွန်တော်တို့ Simon Ka code တွေ join လို့ရတယ်ပေါ့နော် စမုံကကို join လို့ရတယ်တက်ကတူ join လို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဘလို့ចောင်းឆាရမလဲပေါ့เนาะចောင်းឆាမယ်ဆိုရင်베메이저ကို website ဝင်စားတယ်베메이저ကိုအဓိကတာတက်မယ်ဆိုတဲ့ဟာကိုကိုကအရင်ဆုံးဖြတ်ဖို့လိုတယ်ပေါ့เนาะဥပမာစီးပွားရေးနဲ့သက်ဆိုင်တဲ့ဘာသာရပ်ကိုလေ့လာမှလား engineer ရေးနဲ့ဆိုင်တဲ့ဘာသာရပ်ကိုလေ့လာမှလားဒီ programming နဲ့ဆိုင်တဲ့ကျွန်တော်တို့ computer နဲ့ဆိုင်တဲ့ဘာသာရပ်ကိုလေ့လာမှလားဒီ IT ဘိုင်းနဲ့ဆိုင်တဲ့ဘာသာရပ်တွေလေ့လာမှလားပေါ့เนาะအစရှိသဖြင့်ကိုက베메이저ကိုကိုကလေ့လာချင်တာလဲဆိုတဲ့ဟာကိုကိုကိုဆုံးဖြတ်ဖို့လိုတယ်ပြီးတော့မှကျွန်တော်တို့က ကိုတက်ချင်တဲ့ major လေးတည်ပြီးသွားပြီဥပမာဆိုကြပါစို့ကိုက ID နဲ့စမုံကခုတက်ချင်တဲ့ ID နဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်ကစိုးတက်ချင်တယ်ဆိုရင် number 1ကတော့ကျွန်တော် base ဘာသာရပ်ကိုလေ့လာမလဲဆိုတဲ့ဟာကိုအရင်ဆုံးဆုံးဖြတ်ချက်ချဖို့လိုတယ်ဒုတိယအနေနဲ့ကကျွန်တော်တို့ကြောင်းချဖို့လိုတယ်ပေါ့နော်ဟုတ်ပြီဒါဆိုတတိယအနေနဲ့မှာကျွန်တော်တို့ကြောင်းကကိုကိုလက်ခံထားပြီဆိုတဲ့အခါမှာကျွန်တော်တို့လာဝကမှာဗီဇာသွားလျှောက်ရတာပေါ့နော် ဟုတ်ပြီကျွန်တော်ဒီ process ၃ခုရှိမယ်ဒါဆိုရင်ဒီနေရာမှာဘလို ID စင်မုံကခုကို join ရမှာလဲဆိုရင်ကိုက JLPT N2 လောက်အောင်ထားတယ်ဆိုရင်ကိုကဘယ်မြို့မှာလေ့လာမလဲတိုကျိုမှာရှိတဲ့အကြောင်းကိုတက်မလားအိုဆာကာမှာရှိတဲ့အကြောင်းကိုတက်မလားဒါမှမဟုတ်ယိုကိုဟာမာမှာရှိတဲ့အကြောင်းကိုတက်မလားဆိုတဲ့ဟာကိုကျွန်တော်တို့ကြောင်ရှာရမယ်ပေါ့နော်ဆိုတော့တိုကျိုမှာတက်မယ်လို့ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုရင်တိုကျိုမှာရှိတဲ့ ID ကြောင်းမှာတက်နေတဲ့မြန်မာတွေရှိတဲ့အကြောင်းကိုဥစားပေးပြီးတော့ကျွန်တော်ကတော့ရွေးစေခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ ကိုတကယ်လို့မြန်မာတွေရှိတဲ့အကြောင်းကိုသွားမယ်ဆိုရင်ကိုကဒီနည်းနည်းနဲ့သူတို့ရှိကအကူအညီတွေအများကြီးရနိုင်တယ်အကြံဉာဏ်တွေအများကြီးရနိုင်တယ်ဒီအကြောင်းဝင်ခွင့်ဖြစ်တဲ့အချိန်မှာလည်းအထောက်အကူအများကြီးဖြစ်နိုင်တယ်ပေါ့နော်ကိုကဂျပန်စား level N1 တို့တကယ်ကိုဂျပန်တယောက်လိုကျွမ်းကျင်နေရင်တော့ဒီကိစ္စတွေကဟိုအခက်အခဲမရှိပေမဲ့ပေါ့နော်ကိုကဂျပန်စား level N2 လောက်ပဲရှိတယ်ဂျပန်စကားကြီးလည်းအရင်မရသေးဘူးဆိုရင်ကျွန်တော်တို့ကမြန်မာရှိတဲ့အကြောင်းကိုရွေးပြီးတော့ရှောက်သိနေလို့ကျွန်တော်အနေနဲ့အကြံပေးချင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့တကယ်လို့ ကျောင်းကလည်းကိုယ့်ကိုကျောင်းဝင်ခွင့်လက်ခံပေးသွားပြီငွေကြေးပိုင်းကလည်းပူစရာမရှိတော့ဘူးဆိုရင်ကျွန်တော်တို့ဒီနောက်ဆုံးပိုင်းကကျွန်တော်တို့ဂျပန်လာဘကမှာဗီဇာလျှောက်ရုံပဲဆိုတော့ဒီ process တွေအကုန်လုံးပြီးတဲ့အထိလက်ရှိတုခတိဂီနိုဗီဇာနဲ့တုခတိဂီနိုအနေနဲ့ပဲလက်ရှိအလုပ်လုပ်နေတဲ့အလုပ်မှာ လုပ်နေရဖို့လိုအပ်တယ်ပေါ့နော်ကိုကကြောင်းတက်ရှင်နေဆိုပြီးတော့တုခတိခါဆိုလို့ပြောင်းလိုက်တာတော့လုံးဝမလုပ်သင့်ပါဘူးလို့ ုနလာမေးတဲ့ညီမလေးကပဲသူကနောက်တစ်ခုမေးထားသေးတယ်မိဘထောက်ပံ့သူမပါလဲကိုယ်တိုင် show money ပြလို့ရတဲ့ចောင်းလေးသိချင်ပါတယ်တဲ့ agent နဲ့ချိန်ထားတာမဟုတ်တဲ့အတွေ့အင်ကိုပြခိုင်းဖို့အခက်အခဲတွေ့နေလို့ပါရှင်တဲ့ဆိုတော့ဒီနေရာမှာမိဘကငွေကြေးမထောက်ပံ့ရင်လည်းပြဿနာမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့တကယ်လို့စက်မုန်းကားကိုကိုယ်က6တော့မယ်ဆိုရင်သူတို့သတ်မှတ်ထားတဲ့ n2 လေးအောင်ပြီးပြီး n1 လေးအောင်ပြီးထားပြီးကိုယ်ကចောင်း6တော့မယ်ဆိုရင်ပေါ့နော်ငွေကိစ္စပေါ့နော်ចောင်းလာခကိစ္စចောင်းလာခကိစ္စကဘလို့ တခုရှိလဲဆိုတော့သူတို့ show money တွေပြခိုင်းတယ်သူတို့ကျောင်းကိုလာတက်မဲ့ကျောင်းသားဟာတကယ်ကိုကျောင်းလာကတက်နိုင်မတက်နိုင်ပြီးတော့သူကဒီ sei ka su လောက်ခတာပါเนาะဂျပန်လိုဒီစာဝတ်နေရေးအတွက်ဖူလုံမှုရှိမရှိဆိုတဲ့ဟာကိုသူတို့ကစစ်တယ်ဒါကကျောင်းလျှောက်မှုတဲ့သူတိုင်းလည်းသိတယ်ကျောင်းတကယ်လို့ကိုကိုတိုင်းလျှောက်မယ်ဆိုရင်လည်းပဲဒုကုတကီနိုကနေကိုကိုတိုင်း တက်ကတူကောလိုက်ကိုရှောက်မယ်ဆိုရင်လည်းပဲဒီအဆင့်တွေကိုဖြတ်သန်းရမှာဖြစ်တဲ့အတွက်တကယ်လို့ကိုကတုခတိကီနိုအနေနဲ့ကြောင်းရှောက်မယ်ဆိုရင်ငွေစုထားတဲ့မှတ်တမ်းလေးတွေလိုအပ်တယ်တုခတိကီနိုအလောက်ကနေရတဲ့လစာလေးကကျွန်တော်ဘန်မာဝင်ငွေရှိနေတယ်ကျွန်တော်လစဉ်တလမှာ15000 15000စုထားတာကျွန်တော်3နှစ်ပေါ့နော်3နှစ်စုထားတာဘယ်လောက်ရှိပါတယ်2နှစ်စုထားတာဘယ်လောက်ရှိပါတယ်ဆိုတော့ show money ပြနိုင်မယ်ဆိုရင် အဲ့ဒါကိုကျွန်တော်တို့စင်းစရာတွေလုတ်ပြီးတော့ပြနိုင်မယ်ဆိုရင်အကြောင်းဖက်ကလက်ခံနိုင်ခြင်းများပါတယ်တော်တော်များများအကြောင်းတွေကလည်းကျွန်တော်တို့အကြောင်းလာခတ်တက်နိုင်တယ်ဆေးကဆုတ်တက်ငွေရှိတယ်ဆိုရင် bank bank state ပေါ့နော်ဒီ bank မှာ zenda ကိုပြနိုင်တယ်ဆိုရင်ကျွန်တော်တို့သူတို့တတ်မှတ်ထားတဲ့ရေးချင်းနဲ့ပြည့်စုံတယ်ဆိုရင်ကျွန်တော်တို့ဒီ show money ကလည်းတကူတကမိဘတွေကိုပြခိုင်းစရာမလိုဘူးကိုမှရှိတဲ့ငွေကြေးကို show money ဖြစ်ပြလို့ရတယ်ပေါ့နော်ဒီကိစ္စကတကယ်ကိုမပူပါနဲ့လို့ကျွန်တော်ကတော့ဒီဗီဒီယိုလေးကပဲ ကျွန်တော်မေးထားတဲ့မေးခွန်းရှင်ကိုအကြံပေးပြရစီပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ဟုတ်ကဲ့ကျွန်တော်ဒီနေ့မျှဝေသွားတဲ့အထက်မှာတော့တကယ်လို့ဒုတိယကီနိုနဲ့ကိုကအကြောင်းတက်ဖို့စဉ်းစားနေတဲ့ဂျပန်မှာအကြောင်းတက်ချင်သေးတယ်ကော်လိပ်တက်ကတူတက်ချင်သေးတယ်ဆိုရင်ကျွန်တော်တို့လစဉ်ငွေစုထားပါဗာမေဂျာကိုလေ့လာမလဲဗာမေဂျာတက်မလဲဆိုတာကိုကျွန်တော်တို့ကိုကကိုဆုံးဖြတ်ချက်ချထားပါပြီးကြမှအကြောင်းရှာပါလို့ဒီဗီဒီယိုလေးနဲ့အကြံပေးပြရစီပြဟုတ်ကဲ့ပါဆုံးဒီကြည့်ပေးတဲ့ရောက်စီတိုင်းကိုချစ်စုများကြီးတင်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့နော်အကုန်လုံးဂျပန်မှာအဆင်ပြေကြပါစေဗျ 拜拜。Bye bye.